ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့နေဆက်ဖြတ်ကျော်ရာဇဝမှုတိုက်ဖျက်ရေးတွင် US ကစွပ်ဖက်ခွင့်မရှိဘူးလို့တရုတ်နိုင်ငံသားဝင်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။လူမောင်ခိုကိုမှုနဲ့အကြားနေဆက်ဖြတ်ကျော်မှုကင်းများကိုနှိမ့်နေရန်အချုပ်ကြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်တဲ့တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့ရဲ့ပူးပေါင်းဆောင်ရွက်ခြင်းဟာနှစ်နိုင်ငံလုံးရဲ့ပြည်ရင်းဥပဒေများနဲ့အညီဖြစ်တဲ့ကဲသို့နိုင်ငံတကာဥပဒေနဲ့ပုံကျင်ထုံးများနဲ့အညီလဲဆောင်ရွက်ရရှိရလို့သိရပါဗျာ။ အခုကဲ့သို့ပူပေါင်းဆောင်ရွက်မှုတွင်အမေရိကန်အနေနဲ့ဝင်ရောက်ဆက်ဖောက်ခွင့်မရှိဘူးလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတနင်္လာနေ့မှာပြောကြားခဲ့ကြောင်းသိရပါဗျာ။ တရုတ်ပြည်ခွင့်ရပုဂ္ဂိုလ်မော်နင်းကတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဗီရိုကနေရက်ပြန်ပို့ရေးပူပေါင်းဆောင်ရွက်မှုမှာပါဝင်တဲ့ထိုင်းအစိုးရအရာရှိများအပေါ်အကျိုးသက်ရောက်မယ်။ဗီဇာကန့်သတ်မှုမူဝါဒများအပါအဝင်ပိတ်ဆို့ရေးရမှုများနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုကိုဖြေကြားရမှာအခုကဲတူပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါရဲ့ရှင်။